ားလုံးမင်္ဂလာပါခင်ဗျာ Walker Qualification ပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိနေပါသေးတယ်ဆိုတော့ free ပွဲစဉ်လေးတစ်ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်တင်ဆက်ပေးခြင်းပါတယ်ဒီပွဲစဉ်ကလည်းဒါတော်တော်လေးကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲထဲမှာပါပါတယ်ဒီပွဲစဉ်ကတော့ Turkey အသင်းနဲ့ Georgia အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် Turkey အသင်းရဲ့အိမ်ကွင်းဒါ Turkey မြေမှာရှင်ပြိုင်ကစားသွားကြမဲ့ပွဲစဉ်လေးဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်လက်ရှိ recent form လေးကြီးကြည့်အောင် Turkey အသင်းကတော့နောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းလုံးကခြေစွမ်းပြပြီးတော့ဘူဂေရီးယားအသင်းကိုဒါစစ်ဝမ်းဆိုရရလက်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။လက်ရှိအုပ်စုတွင်မှာဆိုလို့ရှိရင်လဲစပိန်ပြီးလို့ရှိရင်တူရကီကရမှတ်6မှတ်နဲ့ဒါပလေးအော့ဖ်တနေရာစာအတော့အခြေအနေကောင်းနေတာမျိုးရှိတယ်။စပိန်အသင်းကိုတော့ကျွန်တော်တို့ဒါထက်တွက်စရာမလိုဘူးပေါ့ဗျာ။အာကမ္ဘာ အင်အားကြီးဘောလုံးအသင်းပေါ့နော်တကယ်ကို world class player တွေရှိတဲ့အသင်းဆိုတော့လက်ရှိမှာလည်းသူအနေနဲ့ကဒါဘူဂေရီးယားနဲ့ရှင်ပြိုင်ကစားရမယ်လက်ရှိမှာ၃ပွဲကစား၃ပွဲနိုင်ဆိုတော့ဒါတိုက်ရိုက်ချစ်စစ်ပွဲအောင်မြင်ဖို့ရှိတယ်ဆိုတော့ Spain အသင်းကတော့ကျွန်တော်ခဏမေ့ထားပြီးလက်ကျန်တနေရာစာအတွက်ဒါဒီပွဲစဉ်ကကြိုးစားရမယ်ပွဲစဉ်ဆိုတော့ Georgia အသင်းကလည်းရမှတ်၃မှတ်ရရှိထားတာဖြစ်တဲ့အတွက်လက်ကျန်၃ပွဲကိုရမှတ်စုဆောင်းနိုင်မယ်ဆိုလို့ရှိရင်တော့မျှော်လင့်ချက်တချို့တဝက်တော့ရှိနေသေးတယ်ဆိုတော့ Georgia အသင်းကတော့နောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဒါစပိန်သင်းကိုတူးစီးဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနိုင်ခဲ့ရတယ်။ဆိုတော့အုပ်စုတွင်းမှာတူရကီနဲ့ဂျော်ဂျီယာရဲ့ထိပ်တိုက်တွေ့ဆုံမှုပထမအကြော့ဒါဂျော်ဂျီယာကွေးမှာရှင်ပိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့တူရကီအသင်းကဒါ3-2ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။နောက်တစ်ချက်ကဟတ်တူဖတ်ဟတ်တူဖတ်နောက်ဆုံးတွေ့ဆုံခဲ့တဲ့၃ချိန်မှာလည်း သုံးချိန်စလုံးပဲတူရကီအသင်းက Warring King လဲတာတယ်တူရင်းဆွဆောင်ရင်မြန်မာရဲ့ကစားသမားတွေလည်းပါနေတာဖြစ်တဲ့အတွက်ကိုအစင်လာရလည်းတူရကီအသင်းကသုံးချိန်စလုံးအနိုင်ရရှိထားတယ်ပူပူနွေ့နွေ့ဒါယူရိုမှာတွေ့ဆုံတော့မှာဆိုလို့ရှိရင်လည်းတူရကီအသင်းကဒါအင်ဂွေးမှာ3-1ဆိုရရလက်မျိုးနဲ့ဂျော်ဂျီယာအသင်းကိုအနိုင်ရရှိခဲ့တာမျိုးရှိတယ်ဆိုတော့ဒါတူရကီအသင်းကတော့ အားလုံးသိကြတဲ့အတိုင်းပဲအဖတ်ဖတ်တာနေတယ်။ Warrinking အရဆိုလို့ရှိရင်လေတူရကီက29ဂျော်ဂျီယာ68ဆိုတော့ဒါ Warrinking အရအဆင့်40လောက်กว่าနေတယ်။ပြီးတော့တူရကီမြေမှာကစားမှာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကအနိုင်ရှိမဲ့ရာဂိုင်းတော့တူရကီများတယ်လို့ပဲကျွန်တော်ကနအူးအနေနဲ့တုံ့တန်ရမှာလေဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့က အနိုင်ရရှိခြင်းတယ်ပေါ့နော်တူဂီကဒီပွဲစဉ်ကိုနိုင်မယ်ဆိုလို့ရှိရင် playoff တနေရာစားအတွက်ကျင်းစီဖြစ်သွားပြီပေါ့နော်ရမှတ်6မှတ်နဲ့ဂျော်ဂျီယာ3မှတ်လက်ကျန်2ပွဲထဲမှာတပွဲကိုသာတူဂီနိုင်ပြီဆိုလို့ရှိရင်ကျင်းစီပေါ့ဒါ playoff ဝင်ခွင့်ရမယ်အနေအထားမျိုးဆိုတော့တူဂီအနေနဲ့ကျင်းစီပေါ့အနိုင်ရရှိအောင်ကြိုးစားလာမယ်အနေအထားတိုးတော်လက်ရှိအာရှရဲ့အကျော်ပေးမှုအရာကြည့်မယ်ဆိုလို့ရှိရင်တော့တူဂီအသင်းရဲ့အကျော်ပေးမှုကမနက်ခင်းကထပ်တောင်မှနည်းနည်းလေးပိုပြီးပြော့လာတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်အများအားပြောနေကြတဲ့အတိုင်းပဲပေါ့နော်နိုင်ဂျင်ရဲ့အသင်းဟာ နိုင်တဲ့နိုင်ထိုက်တဲ့အကျော်ပေးမှုမျိုးပေးတဲ့နဲ့ပြီးတော့ Warrinking အရာကွာနေတဲ့အိမ်ခွေးမှာကစားရမယ့်တစ်ချက်ထင်းနေတွင်တူရကီအနေနဲ့ဒီထက်ပြင်းရှားတဲ့အကျော်ပေးမှုမျိုးပေးလို့ရတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါလူစင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းတူရကီမှာတူရင်းဆော့ဆောင်ရင်မြန်မာတဲ့ဒါအာတာကူလာလိုကစားသမားမျိုးတွေအာတာကူဂလူလိုကစားသမားမျိုးတွေပါဝင်နေတာမျိုးရှိတယ်။တစ်ဖက်ကကျွန်တော်ဂျော်ဂျီယာဘက်မှာရောဒီနေ့မှ PSG အသင်းရဲ့အဓိကတိုက်စင်မှုဖြစ်တဲ့ ကာဗီချာပြန်ပါဝင်လာဖို့ရှိတဲ့အတွက်ဂျော်ဂျီယာအသင်းရဲ့တိုက်စစ်ကလည်းဂိုးရနိုင်မွေးရှိရလို့ကျွန်တော်တို့ကနဦးအနေနဲ့သုံးသပ်လို့ရတယ်။ဆိုတော့ဥရောပရဲ့ကျွန်တော်တို့ဝင်ရိုးကြည့်မယ်ဆိုလို့ရှိရင်လည်း Boating to School Yes နှစ်သင်းလုံးဂိုးသွင်းနိုင်ခြေရှိတဲ့အနေထား1.6လောက်ပေးရတာဖြစ်တဲ့အတွက်ဂျော်ဂျီယာရဲ့ Twin Goal ကိုလည်းမျှော်လင့်လို့ရတယ်။နောက်တစ်ချက်ကဂျော်ဂျီယာအနေနဲ့အနှဲငယ်သောမျှော်လင့်ချက်အတွက်ဒီပွဲစဉ်မှာအမှားယွင်းမရှိအောင်ထိမ်းမိကစားလာမယ့်အနေထားမျိုး ဆိုလိုတဲ့သဘောကဂျော်ဂျီယာအနေနဲ့လည်းဒီပွဲစဉ်ကိုဒါတရေအောင်ကြားလို့မရဘူးတူရကီကိုနိုင်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့လည်းရမှတ်6မှတ်ဆိုတော့မျောလင်းချက်တွေနဲ့ကစားရမယ်ပွဲစဉ်တစ်ပွဲ Okay ဆိုတော့ဒါတူရကီအနေနဲ့ကအင်ဂွေအားသာချက်ရှိတဲ့အနေထားမှာဒီပွဲစဉ်ကဖြစ်တဲ့ဂျေးရဒါ1-30တူမဟုတ်50ပတ်ချလေးလောက်ပေးလို့ရတယ်တူမဟုတ်ဒါ1-30ဆိုတာမျိုးလည်းပေးလို့ရတယ်ပေါ့နော်တိုးတော့လက်ရှိမှာ 1+20 ဆိုတာကတော့တော်တော်လေးတော့အပြော့တယ်လို့တော့ကျွန်တော်ခံမှန်းကျင်ပါတယ် โอเคဆိုတော့ကျွန်တော်ဂိုးပေါင်းကြီးရကြည့်မယ်ဆိုလို့ရှင်လေ၃လုံး30ပဲပေးထားတဲ့အနေထားပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့တူရကီကိုညင်းပယ်ခြင်းပါတယ်အင်ရှင်အတင်းကြီးဖြစ်ပေမဲ့လည်းနိုင်တဲ့နိုင်ထိုက်တဲ့အကြောပေးမှုမျိုးမပေးထားဘူးလို့ကျွန်တော်တို့သုံးသပ်မိပါတယ်ပိုကီရီအနေနဲ့ ဂျော်ဂျီယာအသင်းတော်အထင်ကြီးပုံရပါတယ်အနောက်တစ်ချက်ကတော့ဒီပွဲစဉ်မှာပူပြီးအားကောင်းနိုင်ပွဲရှိတယ်ကဂျော်ဂျီယာလည်းကူရဖို့ရှိနေတယ်တော့ဒီပွဲစဉ်မှာကိုပေါင်းအော်လီကတော့ဒါရင်ခုန်မှုကောင်းတယ်နှစ်သင်းပေါင်း twin goal အပြန်လန် twin goal လေးတွေကိုမြင်တွေ့ရမယ့်ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ထင်ပါတယ်1-1ဆိုတဲ့ရလတ်မျိုးကနေပြီးတော့စာချီရမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်တယ်2-2နိုင်မယ်ဆိုရင်တော့မှဂိုးမပြတ်တဲ့ပွဲစဉ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဥပမာ2-1ဆိုတဲ့ရလတ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ဒီပွဲစဉ်ပေါ်ကျွန်တော်ရဲ့အမြင်သုံးသပ်ချက်လေးပဲဖြစ်ပါတယ်တကယ်ချင်းညီကိုတော့ဒီပွဲစဉ်အပေါ်မှာအမြင်လေးတွေကို comment box မှာဝင်မျှပေးသွားကြကြပါအောင်ကြာရှိနေတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ ဒါ VIP မမကလူလေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် join နေတဲ့ညီကိုတွေအတွက်လည်းပေါ့နော်ဒါတက်တာသောဈေးနှုန်းလေးနဲ့ join လို့ရအောင်ကျွန်တော်စူးစမ်းပေးထားပါတယ်အာ Viber number လေးကို highlight ပါခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ